ထောင်က89ခုနှစ်တော့ကဖာဂူဆန်အောင်ဆုံးလုပ်ပြသွားခဲ့တဲ့စံချိန်မှတ်တမ်းတစ်ခုကိုလုပ်ပြနိုင်ခဲ့တဲ့ Amoring မန်ချာနယ်တက်နေပြတော့ဝင် Amoring အောင်ပြီးခဲ့တဲ့ညကဆန်လန်လန်ကိုနှစ်ဂိုးကုန်မရှိနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအသင်းကိုကင်တွယ်ခဲ့တဲ့90အချိန်မြောက်ပွဲအချိန်မှတ်ကိုအောင်ပွဲခံနိုင်ခဲ့ပြီးထောင်က89ခုနှစ်ကဆိုင်လန်ဖာဂူဆန်လက်ထက်နောက်ပိုင်း United မှာဘယ်နည်းပြမှမရဘူးတဲ့မှတ်တမ်းကောင်းတစ်ခုကိုပြန်လည်ပုံဖော်နိုင်ခဲ့ပါရင်ဒီပွဲစဉ်မတိုင်းခင်မှာ Amoring အောင်ရလက်စိုးတွေအကြောင်းဝေဖန်ခံနေရပြီးဒီလိုတဲ့နေ့ရဆန်လန်လန်ကိုရှုံးနေခဲ့ရင်ယာရုကနေထုတ်ပယ်ခံရနိုင်ခြေရှိတယ်လို့တော့ဖော်ပြခဲ့ကြပါရင် ဒါအပြင် MRI ရဲ့ Manet တဲ့ကစားမတွေဟာရလဒ်တီအကြောင်းယုံကြည်မှုကြာဆင်းနေပြီးနေပြအပေါ်တချို့ကစားမတွေယုံကြည်မှုရောနေလာနေတယ်လို့လည်းသတင်းတွေကထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီဝဲမတိုင်ခင် MRI ရဲ့အကောင်းပေါ်မှာ38နှစ်ကြာကပ်ပါလာတဲ့ကန်ဆိုးမှုမောင်ကြာနေတဲ့သမိုင်းကြောင်းတစ်ခုကလည်းရှိနေခဲ့ပါသေးတယ်။အဲဒါကတော့ဆာလက်ဖာဂူဆန်က1989ခုနှစ်နိုဝင်ဘာမှာဗန်လီအသင်းကိုနိုင်ရရှိခဲ့တဲ့ သူရဲ့90အကြိမ်မြောက်ပွဲနောက်ပိုင်းနိုင်တက်မှာရောက်ရှိလာခဲ့တဲ့အနည်းပြ9ဦးစလုံးဟာအသင်းကိုကင်တွယ်ခဲ့တဲ့90အကြိမ်မြောက်ပွဲတွေမှာနိုင်ဝဲမရရှိခဲ့ကြပါဘူး။ဖောက်ဆန်ရဲ့ရရအောင်ဆက်ခံခဲ့တဲ့ဒေးမော်ရဲဟာလည်းသူရဲ့90အကြိမ်မြောက်ပွဲစဉ်မှာဖိုင်မင်းတွေကိုသုံးဂိုးလုံးနဲ့ရှုံးနိမ့်ခဲ့သလိုလူးဝစ်ဘန်ဟာကလည်းဆွမ်းစီစီတီကိုရှုံးနိမ့်ခဲ့တာပါ။ဂျိုစင်မော်ရင်ဟိုကတော့ပွဲ90ပြီးမှအေဗာတန်နဲ့ဝမ်ဝမ်သေးရလက်ကူတာရခဲ့ပြီးရှုံးထွက်တဲ့တော့တာလွန်ခဲ့ပါရင်နောက်ပိုင်းရောက်လာခဲ့တဲ့ Oligana Socha နဲ့ Amore မတိုင်ခင်ဒီပြောင်းအရိတန်ရတို့နှစ်ဦးစလုံးဟာလည်းသူတို့ရဲ့90ကျေမြောက်ပွဲစဉ်တွေကိုတူးတူးတေးရလည်းနဲ့ကျင်းနေခဲ့ကြရပါတယ် ဒီလိုမျိုး Amorin အတွက်အကောင်းမမြင်တဲ့အတင်းအမိတ်တွေရှိနေခဲ့ပေမယ့် United ဟာ Prime မှာ Mason Mount, Benjamin Shako တို့ရဲ့အတွင်းကိုနေတဲ့အတူ2-0နဲ့နိုင်ရရှိခဲ့ပြီးသုံးမှတ်အပြည့်ကိုစခုနိုင်ခဲ့ပါရင်ပွဲပြီးမှာ Amorin ကဒီလိုပွဲမျိုးတွေမှာကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ရင်တော့ခန်းစစ်ကိုတော့ကောင်းကောင်းကာကွယ်ခဲ့ရလို့ပြောကြားခဲ့ပါရင်ဒါပြင်ကျွန်တော်တို့မှာကောင်းမွန်တဲ့ခိုက်တန်တွေရှိခဲ့တယ်။အယုံဆိုင်ပြီးပြန်ဆိုင်နိုင်စွမ်းရှိခဲ့ပါရင်ပြီးပြည့်စုံတဲ့ခြေစွမ်းတော့မဟုတ်ဘူး။ Sandy Lasman ကလည်းကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါရင်ဒီနေ့ကျွန်တော်တို့ဟာပြန်ဆိုင်နိုင်စွမ်းရှိတဲ့အသွင်းအသင်းဖြစ်ခဲ့ပါရင်ဒီလိုပွဲမျိုးတွေမှာဂုဏ်မပေးရပဲအနိုင်ရဖို့လိုအပ်ပါရင်ကျွန်တော်တို့ကကောင်းမွန်ပါတယ်လို့မှတ်ချက်ပေးခဲ့ပါရင် ဒီလိုနဲ့ Emoria ဖီးယားရဲ့ကြားထဲကနေသူရဲ့50အချိန်မြောက်ပွဲစဉ်ကိုနိုင်ရရှိခဲ့တဲ့နည်းပြဖြင့် Silent Ferguson နောက်ပိုင်းပထမအဆုံးနည်းပြဖြင့်တမိုင်းမှတ်တမ်းအစ်စ်ကိုရေးထိုးနိုင်ခဲ့ပါတယ်